ော်ရှိကျွန်တော်ထိထိုးလိုက်မယ်ဒါပေမဲ့ဟိုဟာဆိုင်းလာလို့ပို့ပေါ်ပါတယ်အမ်မက်ဆီမမ်ကတော့240 or 240 250လောက်ပဲရှိပါ240နှစ်50လောက်ပဲရှိပါပေါင်ပေါင်240ပေါင်250လက်စင်စားတော့မဟုတ်ပါဘူးဟိုအများဆုံးကတော့ကျွန်တော်ရှစ်ချိန်ဆယ်ချိန်ပေါ့အဲ့ပေါင်ဝင်ကျင်တော့ပဲရှိဟိုဒါကတော့ဘယ်လိုပြောရမလဲ ကျွန်တော်လည်းကျွန်တော်ကြိုက်တဲ့လူတွေရဲ့ challenge လို့ပုံစံမျိုးကိုလည်းလုပ်ကြည့်တာပါเนาะ။ဘာဒါဒီ challenge ကိုလုပ်ဖို့ကြတော့လည်းနှစ်ခုလိုရတယ်။အဲကောင်မလေးနှစ်ယောက်လိုရတယ်။ဒါမှမဟုတ်ရှင်လည်းပဲအခုတင်ကျင်းတဲ့လူနှစ်ယောက်လိုရတယ်။နှစ်ယောက်တော့လိုရတယ်။ပြီးလို့ရှိရင်ယောက်ျားလေးယောက်ျားလေးကအဲလုပ်တဲ့လူကဒီ ဂျင်ကစားထားတဲ့လူပေါ့ဖြစ်မှာပုံမှန်လူဆိုရှင်မလုပ်နိုင်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကထိုင်ထားလို့ရိုးရိုးပုံမှန်ထိုင်ထားမဟုတ်ဘူး squat squat ပုံမှန်ကျွန်တော်တို့ဒီပေါင်တွေတို့အဲ့လိုမျိုးကောင်းမှအဆင်ပြေမှာအောက်ပိုင်းပုံမှန်အလေးများများနဲ့ထိုင်ထိုင်တာရှိရတူမှအဆင်ပြေမှာအဲ့တချို့တွေဆိုအောက်ပိုင်း squat ထိုင်တယ်ဆိုလို့ရှိရင်ဂျင်မှာဆိုလို့ရှိရင်30အဲ့လောက်နဲ့အဲ့လိုမျိုးညောင်းတဲ့သူတွေပင်ပန်းတာတွေရှိရဒါကြတော့အလေးထားလေးရှိပြီးတော့ပေါင်များအောက်ပိုင်းကောင်းတဲ့လူတွေမှထိုင်ပြရမှာပေါ့ တကယ်ဆိုင်းနေရခင်နေရခင်နေမေဂရိစ်ကကျတော့ဟိုသူကရမ်းယူးတယ်ရမ်းလည်းယူးတယ်ငြိမ်လည်းငြိမ်တယ်ဟိုဒါပေမဲ့ဘယ်လိုရမလဲအကုန်လုံးက fan ပါပဲပျော်စရာကောင်းပါတယ် တော့အဲ့လိုဘယ်လိုအဲ့လိုပေါက်ကြရတယ်လှုပ်ဖို့ရှိတယ်ပေါ့ဟုတ်အဲ့လိုရှိပါတယ်ကျွန်တော်အဲ့လိုကျွန်တော်စဉ်းစားထားတာတွေကတော့အဲဆောရတဲ့ရှိရယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကအဲ့လိုမျိုးမနေတာမနေရဆိုလို့ရှိရင်အဲ့လိုမျိုးပဲမထင်မှပဲနဲ့ဖြစ်သွားတာအဲ့ဒါလေးရိုက်ဖြစ်သွားတာပေါ့အဲ့လိုမျိုးပဲပေါ့တူကူတကတမင်တကာကြီးတော့ရိုက်ဖြစ်မယ်လို့တော့မထင်ပါဘူးအဲ့လိုမျိုးကိုနဲ့ရှူတင်ကြုံရင်အဲ့လိုမျိုးဘယ်သူကြုံမလဲပေါ့ကြုံတဲ့လူတွေပြီအဲ့လူတွေလည်းလုံပြီခုလုံပြီ